မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တရုတ်ဝတော်လန်ရေးဆွေးနွေးပွဲမှတ်တမ်းဖွင့်ချလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်တရုတ်ပြည်မြမရေးတွင်၎င်းတို့၏အာပြင်သောနိုင်ငံရေးလက်နက်ကိုထုတ်သုံးပြီး၎င်းတို့အလို့ကျဖြစ်ရန်အတင်းအကျပ်စီမံလာပြီးဟုအစချီကယခုလိုဖွင့်ချရေးသားလာခဲ့ပါတယ်စစ်အာဏာသိမ်းမှု၏ရလဒ်အဖြစ်မြမတွင်ဖီရင်းစစ်ကြီးနှင့်ရင်ဆိုင်လာခဲ့ရသည်မှာ၄နှစ်ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ် ထိုချိန်မှစာရွက်စစ်အုပ်စုကိုတွန်းလှန်ရန်တော်လှန်ရေးအဖွဲ့ရာနဲ့ချီ၍ထွက်ပေါ်လာပြီးတခါတရံအချင်းချင်းပွတ်တိုက်မှုများရှိလာ၍လက်ရှိတွင်အခြေအနေများကရှုပ်ရှုပ်ထွေးထွေးနှင့်ရှေးမတိုးနောက်မဆုတ်ဖြစ်လာနေပါသည်။အနောက်အုပ်စုကထိုရေးကိုလက်ရှောင်နေကြဆဲဖြစ်ပါသည်။သို့သောမြန်မာနှင့်ကီလိုမီတာ2000ခန့်ထိဆက်နေသောတရုတ်ကတော့ထိုသို့မဟုတ်၎င်းတို့၏ကုမ္ပဏီများသည့်မြန်မာ၏မြေရှားသတ္ထုများထုတ်လုပ်ရန် တံငွေနှင့်ရေနံများကိုဗင်္ဂလားပင်လယ်အော်မှယူနန်သို့ပို့ဆောင်ပေးနေသည့်ပိုက်လိုင်းများအစရှိသည့်လုပ်ငန်းများတွင်ဒေါ်လာဘီလီယံပေါင်းများစွာယင်းနှမြုပ်နှံနေကြ၍ထိုအကျိုးစီးပွားများအလုံးစုံစိတ်ချရေးကိုအာမခံနိုင်မည့်ရလဒ်မျိုးပုံဖော်နိုင်ရန်ကြိုးပမ်းလာခြင်းဖြစ်ပါသည်။တရုတ်တို့မြန်မာအားမိတို့မိပုံဩစာလွှမ်းမိုးနိုင်အောင်လှုပ်လာခဲ့ပုံကိုမကြမီက economic လက်သို့ရောက်ရှိလာခဲ့သည့်အစည်းအဝေးမှတ်တမ်းများကိုလေ့လာလျင်နားလည်သဘောပေါက်နိုင်မည်ဖြစ်ပါသည်။ တရုတ်တန်တမန်များနှင့် WATAC UWSA အကြားဆွေးနွေးခဲ့သည့်အစည်းအဝေးမှတ်တမ်းပင်ဖြစ်ပါသည်။ဝါရုဘတ်မှထိုမှတ်တမ်းကိုမဟာမိတ်တော်လှန်ရေးအဖွဲ့များကိုဝေငှခဲ့ရမှကြေကြေပြန့်ပြန့်ဖြစ်သွားပုံရသည်ဟုတရုတ်မြန်မာအရေးကျွမ်းကျင်သူဂျေဆင်တာဝါကထောက်ပြခဲ့ပါသည်။တရုတ်တန်တမန်တို့ပါဝင်သည့်ဆွေးနွေးပွဲများတွင်ပြောဆိုခဲ့သည့်များကိုတလုံးမှမကျန်မှတ်တမ်းပြုစုထားခြင်းကအင်မတန်ရှာရှာပါပါဟုဆိုရပေမည်။ဂျေဆင်တာဝါပါဝင်ကျွမ်းကျင်သူများကအစစ်အမှန်ဖြစ်သည်ဟုမှတ်ချက်ပေးခဲ့သည်။ တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနနှင့်ဘွားအဖွဲ့ကမှမှတ်ချက်တစုံတရာမပေးခင်မြန်မာမီဒီယာများတွင်တွေ့ဆုံခဲ့မှုအကြောင်းဖော်ပြထားပြီးဖြစ်၍တစ်ဖက်စလုံးကညှင်းဆုပ်ခဲ့ကြခြင်းမရှိပေထို့စာရွက်စာတမ်းများတွင်တရုတ်တို့၏အကြမ်းတမ်းဆုံးတန်ခင်းတမန်ခင်းလက်ကိုရှင်းလင်းထင်ရှားစွာတွေ့လာရသည်ထို့အစည်းအဝေးသည်တိုင်းသားတော်လှန်ရေးတပ်များ2029ဟုအမည်ပေးထားသောစစ်စင်ရေးဖြင့်ရှမ်းမြောက်ဒေသတွင်အောင်ပွဲများအလီလီရရှိလာနေခြင်းဖြစ်သည်2024ဩဂုတ်လအတွင်းပြုလုပ်ခဲ့ခြင်းဖြစ်သည် ထိုစစ်စင်ရေးသည် ထူးထူးခြားခြားအကြအနှာညှိနှိုင်းပြီးထိထိရောက်ရောက်ဆင်နွှဲနိုင်ခဲ့ခြင်းဖြစ်သည်ထရပေါ်လာသောအင်အားနှင့်နေမည်အဆုံးရှုံးများအတွက်တရုတ်တို့အထိတ်တလန့်ဖြစ်လာခဲ့ကြသည် ပေါက်ကြားလာသောမှတ်တမ်းတွင်တရုတ်တို့ဘက်ကပြောဆိုတုံ့ပြန်လာသည်များအသေးစိတ်ပါရှိလာသည်တရုတ်အထူးတန်တမန်တင်ဟီချွင်းသည်ဝါရူအာ MNDAA နှင့်ပူးပေါင်းဆောင်ရွက်နေမှုများရက်တရံအမိန်ပေးလာသည် MNDAA သည်အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်သည် two face များဖြစ်သည်ဟုပြောလာသည် ် MNDAA သည်မိမိတို့၏အမိန့်ကိုနာခံခြင်းအောင်ဟန်ဆောင်နေပြီးတစ်ဖက်တွင်သဘောထားကွဲလွဲစရာများဖန်တီးလာသည်ဟုဆိုသည်ဆေယုစုဓမ္မလာရှုကိုတင်ယူခဲ့ခြင်းကြောင့်မိမိတို့၏ကုံဆွယ်ရေးကိုအနှောက်အယှက်ဖြစ်အောင်လုပ်ခဲ့သည့်အတွက်မဖြစ်မနေအပြစ်ပေးအရေးယူသွားမည်ဟုလည်းပြောခဲ့သည် MNDAA သည်အမေရိကန်နှင့်အနောက်အုပ်စုကထောက်ခံမှုပေးနေသည့်နိုင်ငံတွင်ကဒီမိုကရေစီလိုလားသောအုပ်စုများနှင့်မဟာမိတ်လုပ်နေပြီးဆေးအုပ်စုကိုပြိုလဲရန်ဥစားဥရွက်ပြုနေသည်ဟုဆွဆွဲလာသည်။ လာရှိုးကိုတိမ့်ပိုက်လိုက်ခြင်းသည်အမေရိကန်နှင့်အနောက်အုပ်စုပါဝင်ပတ်သက်လာအောင်နေရာထိုင်ခင်းဖန်တီးပေးခြင်းဖြင့်နိုင်ငံအားမင်းမဲ့တိုင်းပြည်ပုံစံဖျို့ဖျဲဖြစ်သွားအောင်လုပ်သလိုဖြစ်လာနေသည်ဟုအကြောင်းပြလာခဲ့သည် MNDAA လုံရက်များအတွင်၎င်းတို့ဖြန့်ကားပြက်ဖြင့်ပြစ်ဒဏ်ခံနေပြီဟုတိန်ကြီးချွင်းကဆိုသည်ဖြန့်ကားပြက်ဆိုသည်ကမီးရေအင်တာနက်လူအဝင်ထွက်နှင့်ကုန်စည်စီးဆင်းမှုများဖျက်တောက်ပစ်ခြင်းဖြစ်သည်မြန်မာပြည်တွင်းစစ်တွင်ပါဝင်ပတ်သက်နေသူများသည့်အတိုင်းအတာတစ်ခုတည်းတရုတ်နှင့်ကုန်သွယ်ရေးတွင်ပါဝင်ပတ်သက်နေကြသည် တိန်ဟီချွင်းက MDAA ကောင်းဆောင်များကိုအရေးယူဖို့ရှိနေသည်ဟုသတိပေးခဲ့ပြန်သည်။ဝါများလည်း MDAA ကိုဆက်ကူညီနေမည်ဆိုကထိုကဲ့သို့အရေးယူခံရမည်ဟုပြောလာပြန်သည်။နောက်ပိုင်းတွင်ဖြစ်ပျက်လာမှုများကိုကြည့်ချင်းဖြင့်တရုတ်၏ပြင်းထန်သောဖိအားပေးမှုနည်းလမ်းများအောင်မြင်ခဲ့သည်ကိုတွေ့လာရသည်။တိန်ဟီချွင်းပြောပြီးမကြမီမှာပင် MDAA ကောင်းဆောင်ပန်းထာရင်သည်တရုတ်သို့ရောက်ရှိနေစဉ်အတွင်းအထိမ့်သိမ်းခံခဲ့ရသည်။ MDAA သည်စေအုပ်စုနှင့်အပြည့်ခတ်ရက်စဲရေးလက်မှတ်ရေးထိုးပြီးနောက် တင်ကြီးချင်းပြန်ပေါ်လာသည်နှစ်ဖက်စလုံးကထိုးထိုးရက်လက်ကောင်းများထွက်ပေါ်လာအောင်စီစဉ်ပေးခဲ့သည့်အတွက်ဂျေဆူဥပကာယတင်းနေကြကြောင်းတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောလာပြန်သည်ရှင်းနေအတူ MNDAA လည်းလာရှုအပါဝင်တင်ပိုက်ထားသောနေမြေတချို့တဝက်မှပြန်ဆုပ်ပေးခဲ့ရသည်ယခုအခါ MNDAA သည်၎င်းတို့နေမြေများကိုဖွံ့ဖြိုးအောင်လုပ်ဖို့သာအယုံဆိုင်နေသည်လောက်ကိုင်းတွင်အနည်းဆုံးရွှမ်း၅သိန်းဒေါ်လာ8000ယင်းမြုပ်နယ်မြေတရုတ်နိုင်ငံသားများကိုအမြဲတမ်းနေထိုင်ခွင့်ပေးမည်ဟုကမ်းလှမ်းလာသည်။ဤဒီကလည်းတရုတ်နိုင်ငံသားများနှင့် တွင်ရော့ရှက်တင်ဖြစ်လာကစေအုပ်စု၏ဘုံကျဲတိုက်ခိုက်မှုရန်မှဟန်တားနိုင်မည်ဟုယုံကြည်ထားကြ၍လည်းဖြစ်သည်ဝါရုကလည်းတရုတ်တို့၏ message ကိုကောင်းစွာသဘောပေါက်ထားပုံရှိပြီးတရုတ်တို့လက်တုံပြလာမည်ကိုကြောက်ပြီး MNDAAR နောက်ထပ်ပံ့ပိုးမှုများလုပ်တော့မည်မဟုတ်ဘူး social media မှကြေညာခဲ့သည်တရုတ်သည်စီအုပ်စု၏ရန်သူများကိုသာပြစ်မှတ်ထားပြီးဝင်ရောက်ဆွဖက်ခဲ့သည်တာမကရခိုင်ကနေချာဆောင်တက်များအားလည်းကြားဖြန့်ခိုင်းများကိုအေးအေးယူရန်ပြက်ကွက်ခဲ့သည့်အတွက်အလားတူပြစ်ဒဏ်မျိုးချမှတ်အေးအေးယူခဲ့ပြီးဖြစ်သည် ဤသည်ကိုကြည့်၍အကြံဖြင့်ပြော၍ရသည်ကတရုတ်သည်မြန်မာနိုင်ငံအတွင်မိသူကမြည်သည့်နယ်မြေများကိုထိန်းချုပ်ထားသည်ဆိုသည့်ထက်၎င်းတို့ဤနယ်စပ်ဒေသတည်ငြိမ်မှုနှင့်ကုန်သွယ်ရေးစီစဉ်နေဖို့ကိုသာပို့ပြီးစိတ်ဝင်စားနေသည်ဟုပြော၍ရပေသည်။ထို့သော၎င်းတို့၏လုပ်ရများသည့်ပြည်ပခါဤလမ်းကြောင်းကိုပြောင်းလဲသွားစေခဲ့တော်လဲရေရှည်တည်တမ်းမည်ငြိမ်းချမ်းရေးကိုမဖြစ်မနေအလင်းအမြန်ပေါ်ပေါက်စေမည်ပုံစံမျိုးတော့မဟုတ်ဟုနိုင်ငံတကာသိစေရန်ဖွင့်ချရေးသားခဲ့သည်။တရုတ်သည် တင့်၎င်းတို့၏စီမံခန့်များအမြန်အကောင်ထည့်ဖော်ပေးရန်နှင့်ထိုးလုပ်ငန်းများအားအကောက်ွယ်ပေးရန်၎င်းတို့၏လက်နက်ကင်များဝင်ရောက်ခွင့်ပြုရန်သုံးနိုင်ငံတွင်လာရောက်လုကင်နေသောတရုတ်နိုင်ငံသားများလုံခြုံရေးအတွက်အကောက်ွယ်ပေးရန်ဟုကြောင်းကြကြတောင်းဆိုလာမှုသည်မြန်မာတို့၏အထုတ်ချာအာဏာကိုမိများအတိမခံလေစာသဘောထားကြောင်းပေါ်လွင်လျက်ရှိသည်မင်းအောင်လိုင်ကတော့စီမံခန့်များအကောက်ထည့်ဖော်ရန်၎င်းကိုယ်တိုင်ဦးဆောင်ပြီးဖွဲ့စည်းပေးလိုက်ရပြီဖြစ်သည် ဆက်လက်ပြီးစစ်တပ်ရွေးကောက်ပွဲကိုထောက်ခံတော်လှုပ်ရှားမှုကမ်ပိန်းကိုမကြမီထုတ်လွှင့်နိုင်ရေးအမှုပညာရှင်များနဲ့အစိုးရများကိုစစ်ကောမရှင်ကဖိအားပေးတက်တုတ်ရိုက်ခိုင်းနေတယ်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အကြံဖတ်စစ်တပ်ရွေးကောက်ပွဲကိုထောက်ခံတော်လှုပ်ရှားမှုကမ်ပိန်းကိုမကြမီထုတ်လွှင့်နိုင်ရေးအမှုပညာရှင်များနဲ့အစိုးရများကိုစစ်ကောမရှင်ကဖိအားပေးတက်တုတ်ရိုက်ရိုက်ကူးရေးလှုပ်ခိုင်းနေကြောင်းအမှုပညာရှင်အတိုင်းဝိုင်းကပြောဆိုပါတယ်။အဆိုပါရွေးကောက်ပွဲထောက်ခံရေးလှုပ်ရှားမှုကမ်ပိန်းကိုရိုက်ကူးပေးရန်အကြောင်းမပြတ်သောမြင်သမီးဖွဲ့ဖွဲ့ မော်ဒင်မင်သားအလင်းဟောင်တို့ကိုစစ်တပ်ကခေါ်ယူစစ်ဆေးမေးမြမှုလှုပ်ဆောင်ကရိုက်ကူးရေးတွင်ပါဝင်ပါမည်ဆိုသောခန့်ဝင်ကတိဖြင့်ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရပါသည်ဖွေးဖွေးကမေမျိုးမှာမတမ်းမရာဆိုတဲ့ရုပ်ရှင်ကကြီးရိုက်နေတာအဲ့ဒီအချိန်မှာစကမကရိုက်ဖို့ခေါ်တာအဲ့ဒါဖုံးလဲမကင်အကြောင်းလဲမပြန်လို့မေမျိုးကနေရန်ကုန်အထိရဲတွေနဲ့လာခေါ်သွားတာမေမျိုးရဲ့စခန်းမှာမလုပ်ဘဲအတင်းရန်ကုန်ခေါ်သွားတာပြီးတော့ခေါ်ယူစစ်ဆေးတာကိုဘာခဲခဲရှိလို့လဲဆိုတဲ့အပေါက်မျိုးနဲ့ BBC မှာပြန်ကြားရေးမှာပြောထားတယ် အမှန်ကအတင်းအကျပ်ကိုရဲတွေနဲ့ခေါ်သွားတာပြီးတော့ခံဝင်နဲ့ရိုက်ပေးပါမယ်ဆိုပြီးလှုပ်ပေးလိုက်တယ်ဟုအမှုပညာတိုင်းဝိုင်းကပြောပါတယ်လက်ရှိတွင်စစ်တပ်ရွေးကောက်ပွဲထောက်ခံသောကမ်ပိန်းအတွက်အမှုပညာရှင်များအစိုးရများကိုပါစာသားများကိုရွှတ်ပြီးရိုက်ကူးရေးလှုပ်ပေးနေရကြောင်းလက်ရှိဖွဲ့ဖွဲ့ဝိမုံရွှေကြီးခိုင်တင်းကြီးတိုင်ရွန်ထူအောင်ပါဝင်အမှုပညာရှင်များအများစုပါဝင်ကြောင်းစစ်တပ်ကအမှုပညာရှင်များကိုဖိအားပေးရာတွင်ပုံမှန်ညီနိုင်မှုမျိုးမဟုတ်ပဲအလွန်ပြင်းထန်သောဖိအားပေးမှုမျိုးလုပ်ဆောင်နေကြောင်းသိရပါတယ် ထောင်ကျပြီးလူငယ်တက်တာနဲ့ပြန်လွတ်ထားတဲ့အဆိုတော်တရုတ်ဆောင်တွေအခုရွေးကောက်ပွဲထောက်ခံကမ်ပိန်းမှာမပါရင်ထောင်ကျွေးပြန်ဆက်ရမယ်ပြီးတော့ရွေးကောက်ပွဲနှောက်ယှက်သူများဥပဒေနဲ့ပါအရေးယူမယ်ဆိုပြီးထိန်းချုပ်မှုတွေရှိတယ်လို့သိရတယ်ဟုရန်ကုန်အခြေစိုက်အမှုပညာရေးရာသတင်းထောက်တအူးကဆိုပါတယ်အကြံဖတ်စစ်တိုက်အလေအညာ ग्वा ရဖြန့်ရွေးကောက်ပွဲနဲ့ပတ်သက်သောခေတ္တမိုင်းကိုတုံးဆိုင်မိသူများဇလတ်နှင့်တရုတ်ဆောင်များကိုပြည်သူများကဝိုင်းဝန်းဆန့်ကျင်သပိတ်မှောက်မှု အရှိန်တက်လာခြင်းတွင်စစ်တပ်ကအခြားသောအမှုပညာရှင်များနှင့်တရုတ်ဆောင်များကိုပါဖိအားပေးလာခြင်းဖြစ်ပါသည်ခေတ္တမိုင်းကိုတုံးဆိုင်မဲ့သူများရွေးကောက်ပွဲဆိုင်ရာအလိန်ညာကွာရဖြန့်ဇလန်းကိုလူမှုကွန်ရက်မှတက်ဆင်အဝေးပန်းတီဟုဆိုကဒါရိုက်တာမိုက်တီခတန်ထွန်းစောဇဘုတရုတ်ဆောင်ကျော်ဝင်းထော်ခကျော်မင်းထွန်းနှင့်ဟာတာတရုတ်ဆောင်အုံတိုင်းခစောမြင်းဒါရိုက်တာအောင်ချမ်းလူရုပ်ရှင်ဒါရိုက်တာတက်လွင်ခစပူထွန်းတက်လွင်တို့ကိုစစ်တပ်ကဖမ်းဆီးထားပြီးရွေးကောက်ပွဲနောက်ဆက်သူများဥပဒေဖြင့်အမှုဖွင့်ထားကြောင်းသိရပါသည် ရှင်ပြင်အမှုပညာရှင်များနဲ့သရုပ်ဆောင်များအစိုးရများကိုစစ်တပ်ထံသို့ကြိုတင်အကြောင်းကြားခြင်းနှင့်ခွင့်ပြုချက်မယူပဲပြည်ပသို့ထွက်ခွာခွင့်မပြုတော့ကြောင်းပြည်ပထွက်ခွာပြီဆိုလျင်ခွင့်ပြုချက်ယူရမည်အပြင်ပြန်လာရန်ကိုလည်းကတိခံဝင်ချက်ထိုးရမည်ဖြစ်ကြောင်းအကယ်၍ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွာရန်ကြိုးစားပါကလေစိမ်းမှလှည့်ပြန်ခိုင်းမည်ဖြစ်ကြောင်းလက်ရှိတွင်လေစိမ်းမှလှည့်ပြန်ရသောအမှုပညာရှင်များရှိနေကြောင်းစစ်လော်ဘီအစိုးရယုံလေး၏လူမှုကွန်ရက်တွင်ဖော်ပြချက်နှင့်ပြည်ပထွက်ရန်ညှိစုခံရသောအမှုပညာရှင်တချို့ထံမှသိရပါသည်